ွေးနေ့မှာပေါ်ပင်တွေမလုတ်ဖဲအချိုးရှိတာတွေသာပြုတ်လို့ရင်ဖျက်ဆီးခဲ့တဲ့ဖြည်းဖြည်းထွေးဒေသများလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်ဖြည်းဖြည်းထွေးကတော့ brighter cell တယောက်ဖြစ်တာကြောင့်တနိုင်ငံလုံးကလူကြီးလူငယ်မရွေးပရိသတ်ရဲ့ချစ်ခင်အားပေးခြင်းကိုရရှိထားသူပေါင်းအလိုတန်းနေသောလက်မနေပဲရရရရလှူတက်တဲ့ဖြည်းဖြည်းထွေးရဲ့အချင်းလေးကြောင့်ဆယ်လီဒီထဲမှာလူချစ်လူခင်အများဆုံးလဲဖြစ်နေရပါတယ်။ပယုတ်စီကြောင်ညာနဲ့ပြဿနာတွေတက်ခဲ့ဘူးတာတောင်ဖြည်းဖြည်းထွေးရဲ့နာမည်နဲ့လိုက်ရအောင်ဖြူစင်းတဲ့စိတ်လေးကြောင့်အခုလိုချင်းနေမျိုးပြောင်းရောက်လာခဲ့ရတာပေါ့။ ဒါပေမဲ့ဖြည်းဖြည်းထွေးကပြဿနာတွေကြောင့်အချိန်တစ်ခုကြာတဲ့အထိငြင်ခံနေရပြီးအလိုတန်းတွေလည်းရနာထရပါတယ်။အလိုဆိုရင်လမနေတက်တဲ့ဖြည်းဖြည်းထွေးကအလိုကြီးမလိုခဲ့ရတာကြောက်ပြီးမလို့တစ်ခါပြန်လှူတဲ့အချိန်မှာတော့အပါဒရားနဲ့လှူတန်းခဲ့တာဖြစ်ပါတယ်။ဖြည်းဖြည်းထွေးကသူမရဲ့မွေးနေ့အလိုဖြစ်ရွာငါးရွာကိုမိကိုတဲ့လှူပေးခဲ့တာပေါ့။တကယ်တော့ဖြည်းဖြည်းထွေးရဲ့မွေးနေ့ကဖေဖော်ဝါရီလ20ရက်နေ့တုန်းကကြောက်ရောက်ခဲ့တာဖြစ်ပြီးအသက်26နှစ်ပြည့်သွားခဲ့တာပေါ့။ ဒါပေမဲ့အဲ့ဒီအချိန်တော့ကအလုပ်တွေများနေတာကြောင့်ဖြည်းဖြည်းထွေးအောင်ဖေဖော်ဝါရီလမွေးနေ့လှုပ်ကုန်မလာရောက်ကမှကျင်းပခဲ့ရတာဖြစ်ပါတယ်။ဖြည်းဖြည်းထွေးကဆယ်လီဒီထဲမှာအချမ်းသာဆုံးဆယ်လီစီးဝင်ဖြစ်တလို့မင်းသမီးတစ်ပိုင်းဖြစ်နေပေမဲ့မွေးနေ့ကိုဟိုတယ်ကြီးဝင်မှာတင်ရချေကုန်ကြခံပြီးလဲမကျင်းပခဲ့ပါဘူး။ဖြည်းဖြည်းထွေးရဲ့ချမ်းသာကြွားမှုတွေနဲ့မွေးနေ့ပွဲတွေကိုနိုင်ငံရဲ့ချမ်းသာတောင်ခံခံနာနာကျင်းပလို့ရပါတယ်။ ဒါပေမဲ့ဖြည်းဖြည်းထွေးကအလို့တန်းရရောတို့လည်းဖြစ်တယ်လို့ရောတို့ရောသားတွေကိုခင်တွယ်တတ်သူလည်းဖြစ်တာမလို့မွေးနေ့ပွဲကိုရွာငါးရွာကိုအလို့ပေးပေးတာဖြတ်တန်းခဲ့တာဖြစ်ပါတယ်ရွာငါးရွာမှာရှိတဲ့အယုံလက်မြန်မရွေလူတွေအကုန်လုံးကိုဖိတ်ပြီးထမင်းဟင်းအဝကျွေးမွေးခဲ့တာပေါ့ဒါအပြင်ဖြည်းဖြည်းထွေးကဗလာမပါကန်ဆမ်မစီစဉ်တွေကိုလည်းအလို့ပွဲမှာထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်ဘလမပါဆူရီထဲမှာဖျားဆင်းတူတော်ကစလို့ဆန်စီငွေသားစတဲ့လူတွေလိုအပ်မဲ့ဗာရီယာတွေကိုထည့်ပြီးမဲဖောက်ပေးခဲ့တာဖြစ်ပါတယ် ဒီနေ့ခင်လောအချိန်မှာလူအများစုကခက်ခဲနေကြတာကြောင့်ဖြည်းဖြည်းထွေးရန်လှူဒါန်းတော့ရွာသားတွေအနေနဲ့ဝမ်းသာပီတိတွေဖြစ်နေကြပါတယ် ဖျားမဲပေါက်တဲ့သူတွေဆိုရင်မျက်ရည်ကျလောက်တဲ့ထစ်ကိုဝမ်းသာသွားကြတာပေါ့ဖြည်းဖြည်းထွေးရဲ့လှူဒါနကြီးကိုအလုံးကတာရုခေါ်ပေးကြပြီးဂျေဆုတွေလည်းတင်နေကြတာဖြစ်ပါတယ်ဖြည်းဖြည်းထွေးကအခုလိုအလှူလွနေတာဟာပေါ်ပင်လောက်တာမဟုတ်ပဲသူရဲ့စေတနာတရားတရားတွေကြောင့်လှူဒန်းပေးနေတာပေါ့ဒါကြောင့်လှူဒန်းတဲ့အခါမှာလည်းဘီဘီရောမလုလိုက်ဖဲကိုရင်ကိုကြရိုးတသေးနဲ့လှူဒန်းတက်တာဖြစ်ပါတယ်ဖြည်းဖြည်းထွေးရဲ့ဒီလိုစိတ်တက်တဲ့အမှုအချက်တွေကြောင့်ပြဿနာတွေဖြစ်ခဲ့တာတော့လူချစ်လူခင်များနေစေဖြစ်ကောင်းအဖေရချိုးနဲ့တဲ့ဆယ်လီမင်းသမီးလေးဖြစ်တော့သတ်မှတ်ထားကြပါတယ် ဖြစ်ဖြစ်ထွေးကိုငှားရမ်းတဲ့လုပ်ငန်းရှင်တွေကလည်းအလို့တန်းမှာတရက်တာပေါဝင်တာကြောင့်ငှားရမ်းဖြစ်နေကြတာပေါ့ဖြစ်ဖြစ်ထွေးကိုငှားရင်အနုပညာကျေးရထဲကပြန်လို့ပေးတယ်ဆိုတဲ့ယုံကြည်မှုကြောင့်အလို့လို့ချင်းရင်ဖြစ်ဖြစ်ထွေးကိုငှားတဲ့နယ်လို့တောင်ပြောစမှတ်တွင်လာကြတာဖြစ်ပါတယ် ရောသားမှုဂုံဆိုတာဆားလို့မကုန်တာကြောင့်ဖြည်းဖြည်းထွေးကတော့သူမရဲ့ရိုးကုန်လေးနဲ့ပဲဆက်ဆိုင်ရာမှာပြန်အဆင်ပြေလာခဲ့တာပေါ့အလို့ဌာနတွေဖြုတ်လုံနိုင်တာကလည်းသူမရဲ့ရိုးကုန်လေးအရင်တီးပြီးဘရက်သက်တရားပေးမှုရလာတာကြောင့်ပေါ့ဒါကြောင့်ဒီအလို့ဌာနတွေကလည်းဘရက်သက်တရဲ့အလှလို့တော့ပြောလို့ရပါတယ်ဘရက်သက်တေကလည်းဖြည်းဖြည်းထွေးကိုချစ်ခင်ပေးကြသလိုဖြည်းဖြည်းထွေးကလည်းဘရက်သက်တရဲ့မြေတားတွေအတွက်အလို့တန်းတွေကိုဆက်လက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ပရဒတ်တိုအနေနဲ့ရောမွနေ့မှာပေါ်ပင်းနေမလို့ပဲမိကိုတဲ့အလှကြီးပေးခဲ့တဲ့ဖြည်းဖြည်းထွေးနဲ့ပတ်သက်ပြီးပရဒတ်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်မားရိုရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ